လုံးပိုင်းမင်္ဂလာပါလို့ကြော်စလိုက်ပါတယ်ဗျာဒီဒီခါတော့ဒီမှာဒီကိုယ့်ရဲ့ဖုန်ထဲမှာပေါ့နော်ငလေးလောက်တဲ့တံကိုဘယ်လိုသိရမလဲဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီအကြောင်းလေးကိုလာပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့စတဲထဲကိုဝယ်လိုက်ပေါ့နော်ဒါဘေးဖုံးမှာမဆိုရတယ်ပေါ့နော်အဲ့တော့ဒီမှာရှယ်ပေါက်လေးကိုနှိုက်လိုက်ပေါ့နော်ရှယ်ပေါက်လေးကိုနှိုက်လိုက်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဒီ ငလျင်နဲ့ပတ်သက်တဲ့ဇာလုံးပေါ့နော်ငလျင်လှုပ်တဲ့အလန့်ဆိုတာငလျင်ရဲ့နှိုးဆက်လို့ပြောတာပေါ့နော်ဒီငလျင်ရဲ့နှိုးဆက်ဆိုတဲ့ဇာလုံးလေးကိုရိုက်ရှာပေးလိုက်ပေါ့နော်အိုကေဒီမှာဆိုလို့ရှိရင်ဒီအစကွေအလန့်ပေါ့နော်အစကွေအလန့်ဆိုဒီငလျင်လှုပ်တဲ့အရှင်ပေါ့နော်အဲ့ဒီလိုပြောတာပေါ့နော်အစကွေအလန့်ဆိုတဲ့ဇာလုံးလေးကိုရိုက်ရှာလိုက်ပေါ့နော်အဲ့ဒီဇာလုံးလေးကိုရိုက်ရှာပေးလို့ပြီးတော့ပြီဆိုရင်ဒီနေရာလေးကိုနှိုက်ပေးလိုက်ပေါ့နော် ဒီနေရာလေးကိုနှိုက်ပလိုက်တာနဲ့ဒီနေရာကိုရောက်လာလိုက်မယ်ဒီနေရာကိုရောက်လာတာနဲ့ဒီမှာ twin on location ဆိုတဲ့နေရာလေးကိုနှိုက်လိုက်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာတကယ်လို့ဒီ အိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီမှာအွန်ဆိုပြီးတော့ဖွဲ့ပေးရမှာပေါ့နော်ဒီမှာအွန်ဆိုပြီးတော့ဖွဲ့ပေးလိုက်ပါနောက်ပြီးတော့ဒီမှာအောက်မှဆိုလို့ရှိရင်အွန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 ်လောက်ဖြစ်နေရပေါ့နော်အကုန်လုံးပေါ့နော်ဒီမှာဆိုလို့ရှိရင်အွန်လောက်ဖြစ်နေရဒါတွေအကုန်လုံးကိုဖွဲ့ပေးထားမှာပေါ့နော်ဒါတို့ကိုမှတို့တခါတည်းဖွဲ့ပြီးသားမော်လို့ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ပထမအဆက်ပေါ့နော်ဒီမှာပထမအဆက်ကိုလည်းပဲသူအလွန်အလန်းဖွဲ့ပေးထားရမယ်နောက်ပြီးတော့ဒီမှာ location ပေါ့နော်ဒီမှာ location တက်ကိုလည်းပဲအလန်းဖွဲ့ပေးထားရမယ်ဖုန်းတစ်လုံးတစ်လုံးနဲ့လည်းတူမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီ location ကိုဖွဲ့ပေး ဖို့လိုတယ်အဲ့ location တွေကိုပါဖွက်ထားမှအဲသိရမှာပေါ့နော်ဒီဖုန်းကတော့ version ဟောင်းနေတာဖြစ်တဲ့အတွက်အဲ့လိုပြနေတာပေါ့နော်ဒါပေမဲ့ဒီမှာဒီဇာလုံးတွေကိုတွေ့အောင်ရှာလိုက်ပေါ့နော်အဲ့ဒီဇာလုံးတွေကိုတွေ့အောင်ရှာလိုက်ပြီးလို့ရှိရင်ဒီနှစ်ခုလုံးအကုန်လုံးကိုဖွက်ထားလိုက်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဟိုဖွက်ထားပြီပေါ့နော်အောက်မှာဆိုလို့ရှိရင်လည်းဒီမှာ location ကိုလည်းဟိုဖွက်ထားမယ်ပေါ့နော်ဒါဒီမှာ စာပါတီတိုက်ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးပေါ်တယ်ပဲအောင်ဖွဲ့ထားရမယ်အဲ့လိုအောင်ဖွဲ့ထားမှသာလေအဲသူကဒီငလဲလျောက်လာတဲ့အခါသိလာပေးမှာပေါ့နော်အဲ့တော့ဒီလောက်ဆက်လို့ရှိရအောင်နားလေသွားနိုင်မလို့ထင်ပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ